မြန်မာနိုင်ငံမှာဆရာနာရှင်စနစ်အဆုံးသတ်ရေးနဲ့ဒီမိုကရေစီပြန်လည်ရှင်သန်နိုင်ရေးအတွက်ပါဝင်တော်လှန်နေကြသူတွေကိုထောက်ခံအားပေးကူညီပေးနေတဲ့ American စစ်တပ်ဒုဗိုလ်မှူးကြီးဟောင်းဒေါက်တာမီမီဝင်းဘတ်ဟာຫນွေဦးတော်လှန်ရေးအတွက်အထောက်အကူဖြစ်စေမဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ Australia နိုင်ငံကိုရောက်ရှိနေပါတယ်။ဒေါက်တာမီမီဝင်းဘတ်ဟာခီးစဉ်အတွင်းမှာ Australia မြန်မာအတိုင်းဝန်းနဲ့တွေ့ဆုံပြီးတော့လက်ရှိမြန်မာຫນွေဦးတော်လှန်ရေးအခြေအနေတွေကိုတွေ့ဆုံဆွေးနွေးရတဲ့ရည်ရွယ်ချက်က ပြည်ရင်းကတော်လန်ရေးအဖွဲ့တွေနဲ့ဩစတြေးလျရောက်မြန်မာတွေအချင်းချင်းတွဲဆုံရင်းနှီးစေဖို့နဲ့တော်လန်ရေးအတွက်ထိရောက်တဲ့ကိစ္စရပ်တွေကိုဆောင်ရွက်နိုင်ဖို့ကြိုးပမ်းပေးနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်မဲဘုံမျိုးကမြန်မာတွေနဲ့တွဲဆုံပွဲမှာဒေါက်တာမီမီဝင်းဘက်ကဆရာနာရှင်ပြုတ်ကြရေးရီမန်းချက်တွေတူညီရင်ကြံတဲ့ကွဲပြားမှုတွေကအရေးမပါတော့တာကြောင့်အတူပူးပေါင်းကူညီဆောင်ရွက်သွားကြဖို့ကိုတိုက်တွန်းခဲ့ပါတယ်။ ဒေါက်တာမီမီဝင်းမက်ရဲ့ခီးစဉ်အတွင်းမှာအော်စတြေးလျနိုင်ငံသား၏ဝင်ကြီးဌာနနဲ့ရောလွှတ်တော်အမတ်တင်နဲ့ပါထပ်မံတွေ့ဆုံမှုစီစဉ်ထားပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအော်စတြေးလျရောက်မြန်မာတွေရဲ့လူလားချက်တွေနဲ့မြန်မာနိုင်ငံကပြည်သူတွေရဲ့အတန်တွေကိုအော်စတြေးလျအစိုးရအဖွဲ့ကို တင်ပြဆွေးနွေးသွားဖို့ရည်ရထားတယ်လို့သိရပါတယ်။အာနာဒိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့အော်စတြေးလျအစိုးရအနေနဲ့အတိအမှတ်မပြုဖို့နဲ့ ပုံမတင်းကျပ်တဲ့စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့အပြင်တန်တမန်ဆက်ဆံရေးမလုပ်ဖို့တောင်းဆိုသွားဖို့လည်းရှိနေပါရဲ့ရှင်။ ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အနီးအနားမှာရှိတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေတရှိရာ KK Park နေရာကိုမြန်မာစစ်တပ်က KK Park စီမံကိန်းဟာ KNU ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီးတော့အဲ့ဒီစီမံကိန်းအတွက်မြေနေရာငားရမ်းခြင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူပြီးတော့အကျိုးအမြတ်ရရှိနေရဆိုတဲ့ပြောဆိုချက်တွေကို KNU ဘက်ကညှင်းဆိုထားပါတယ်။ အာနာသိစစ်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားတဲ့ဧကတရာမြေကွက် Trans Asia International Holding Group Thailand Company Limited နဲ့ပူးပေါင်းဆောင်ရွက်ခြင်းကိုမူလဤအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာကတည်းကရက်ဆိုင်နှုတ်ထွက်ခဲ့လို့ပြောဆိုပါရယ်။ဒါအပြင် KK Park Cement Game မှာ online ငွေလိမ်စင်တာတွေလုပ်ကင်နေတဲ့ဧက900ရှိရဲ့မြေကွက်ဟာတီးခြားစီဖြစ်ပြီးတော့မြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာမှာတည်ရှိရဲ့လို့ KNU ဘက်ကထုတ်ပြန်ထားပါရယ်။ ဒါကြောင့် KK ပါစီမန်ကင်းဟာ KNU နဲ့လုံးဝမသက်ဆိုင်ပဲစေအုပ်စုရဲ့ဆွဆွဲချက်တွေကမမှန်ကန်ကြောင်း KNU ဘက်ကညှင်းဆိုထားပါတယ်။အာနာသိစစ်တဲ့အနေနဲ့ထိုင်းမြန်မာနယ်စပ်တလျှောက်ကရွှေကုတ်ကိုအပါအဝင်ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေကိုအော်တိုဘာလအတွင်းမှာဝင်ရောက်စီးနှင်းနှိမ်နင်းခဲ့ပြီးတော့ဒါကနိုင်ငံတကာဖိအားကြောင့်နဲ့အာဆီယံမှာမျက်နှာသာရအောင်ဟန်ပြနှိမ်နင်းတာဖြစ်တယ်လို့လေးလာသူတွေကသုံးသပ်ထားပါတယ်ရှင်။ တရုတ်မြန်မာနယ်စပ် KIO KIE ထိန်းချုပ်ရာလိုင်ဇာနဲ့မိုက်ဂျာရန်နယ်စပ်ဂိတ်တွေကိုအော်တိုဘာလ25ရက်နေ့ကနေစတင်ပြီးပြန်ဖွင့်ပြီဖြစ်ကြောင်းဒေသခံတွေစီကနေသိရပါဗျ။တရုတ်ဘက်ကစောက်လုပ်ရေးပစ္စည်းတွေတည်ယူလို့ရတယ်လို့မြန်မာဘက်ချမ်းကလူတွေလည်းသွားလို့ရပြီလို့ပြောပါဗျ။မြန်မာဘက်ချမ်းအတွက်ကတော့နယ်စပ်ဖြတ်ကျော်ဖို့နယ်စပ်ဖြတ်ကျော်ခွင့်အထောက်အထားလိုအပ်ပြီးအဲ့ဒီအထောက်အထားအတွက်ဘယ်လိုလုပ်ရမလဲဆိုတာကတော့နှိမ့်နိုင်နေစေဖြစ်တယ်လို့သိရှိရပါဗျ။ အရင်ကနယ်စပ်ဂိတ်ဖွင့်ထားပေမဲ့တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ကြံအပါအဝင်တရုတ်ကုမ္ပဏီပိုင်ပစ္စည်းတွေသာတည်ယူပို့ဆောင်ခွင့်ပြုတာဖြစ်ပြီးတော့လက်ရှိမှာတော့အရင်ကနဲ့ရှင်ရင်လူအဝင်ထွက်တဲ့တခြားကုန်တွေကိုပါတည်ယူခွင့်ပြုထားတယ်လို့သူကပြောပါတယ်။လိုင်ဇာနဲ့မိုင်ဂျာရယ်နယ်စပ်ဂိတ်တွေပြန်လည်စတင်ဖွင့်လှစ်လိုက်တဲ့အော်တိုဘာလ25ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့အထိ နေဆက်ဂိတ်လူဝင်ထွက်တဲ့ကုန်စည်တည်ဆောင်မှုအခြေအနေတွေကိုနေတိုင်းညနေ6နာရီထက်နောက်မကျဘဲအချိန်မီကချင်လွတ်လပ်ရေးကောင်စီရုံးကိုတင်ပြဖို့အတွက်ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်ကအတိပေးညွှန်ကြားစာထုတ်ထားပါတယ်။လိုင်ဇာနဲ့မိုင်ဂျာရန်နေဆက်ဂိတ်တွေကိုအော်တိုဘာလ24ရက်နေ့တရုတ်စံတော်ချိန်ည7နာရီတိတိကနေစတင်ပြီးတော့ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်းကိုတရုတ်နိုင်ငံဘက်ကနေအကြောင်းကြားလာတယ်လို့ဖော်ပြထားပါတယ်ရှင်။ စကိုင်းတိုင်းချောင်းမြို့ခင်မွန်ရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းကအောက်တိုဘာလ25ရက်နေ့မနက်အစောပိုင်း9နာရီအချိန်ကနေစတင်ဝင်ရောက်ပြီးဒေသခံတွေကိုဘောလုံးကွင်းအတွင်းမှာဖမ်းဆီးထားပြီးနေပူလန်းထားတယ်လို့ဆိုပါရယ်။ရွာနီးမှာနှွားချောင်းနေတဲ့ဒေသခံတယောက်ကိုလည်းပြစ်တက်ခဲ့လို့ဒေသခံတွေစီကနေသိရပါရယ်။မုံရွာမြို့မအူဂိတ်တောပူရွာပြူတွေနဲ့ခင်မွန်ကျေးရွာမှာရှိတဲ့စစ်တပ်မွေးမြူရေးခြံကစစ်သားတွေပါဝင်တဲ့စစ်ကြောင်းဟာတရွာလုံးမှာရှိတဲ့ဒေသခံတွေကိုဘောလုံးကွင်းတွင်းခေါ်ပြီးတော့စစ်ဆေးနေတယ်လို့ဆိုပါရယ်။ ဘောလုံးကွင်းအတွင်းမှာအော်တိုဘာလ26ရက်နေ့မနက်ပိုင်းအထိဒေသခံတွေကိုဖမ်းဆီးထားဆဲဖြစ်ပြီးရွာထဲမှာလည်းစစ်ကောင်စီတပ်စစ်ကြောင်းရှိနေသေးတဲ့အတွက်အချိန်နှီးအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါရယ်ခင်မွန်ရွာကိုစစ်ကြောင်းဝင်မယ်လို့ကြိုသိထားတဲ့အချိန်ကလေးကဘေးလူရွာကိုထွက်ပြေးသွားကြတဲ့ဒေသခံတချို့လည်းရှိပါရယ်ရှင် စကိုင်းတိုင်းဒီပဲရင်မြို့နယ်ဗုတ်ထန်းရွာကိုစစ်ကောင်စီတပ်ကအော်တိုဘားလ25ရက်နေ့ညနေ4နာရီခွဲအချိန်မှာလေရင်နဲ့ပုံကျဲခဲ့တဲ့အတွက်ဒေသခံ2ယောက်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသခံနေစီကနေသိရပါဗျ။မိတိလာလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးအစားလေရင်နဲ့တိုက်ပွဲဖြစ်ပွားတာမရှိပဲပေါင်900ဘုံတလုံးနဲ့အသေးစားဘုံတလုံးကိုကျဲချတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ကဗုတ်ထန်းကျေးရွာက ။ဦးမင်းမော်စီဇက်ကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနွားသုံးကောင်လည်းတေဆုံးခဲ့ပါတယ်။စီဇက်နဲ့အနီးဝန်းကျင်ကလူနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ကပုတ်ထန်းရွာကိုအကြောင်းမဲ့ဘုံကျကြခဲ့တဲ့အတွက်ဒေသခံတွေကကျေးရွာအတွင်းကနေဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရတယ်လို့သိရပါဗျ။အင်ဂျင်150လောက်ရှိတဲ့ပုတ်ထန်းရွာဟာဒီပဲရင်မြို့ရဲ့အနောက်ချမ်းမှာတည်ရှိပြီးပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးနေမြေထဲမှာပါတဲ့ကျေးရွာဖြစ်တယ်လို့သိရပါဗျ။ FIFA ဝန်ရိုနိုင်ဘန်ကိုစတင်တည်ထောင်ခဲ့သူဖြစ်တဲ့တီယီတီဆိုအဒီနိုခေါ်မင်းသက်လွန်ဟာစနေနေ့ကတီဆိုဖျော်ဖြေနေစဉ်မှာစင်ပေါ်မှာပဲ head attack ရပြီးတော့ကွယ်လွန်သွားခဲ့ပါတယ်။အော်တိုဘာလ25ရက်နေ့က EDA အဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲမှာကွယ်လွန်သွားပြီဖြစ်တဲ့ Remo ရဲ့မငိုနေတော့တခြင်းနဲ့နှုတ်ဆက်တီဆိုနေစဉ်မှာပဲရုတ်တရက်လဲကြပါဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့နိုင်ပိုင်းအကြမှာပဲ FIFA 109အဖွဲ့ကအဒီနိုဆုံးပါသွားပြီဖြစ်ကြောင်းကိုကြေညာခဲ့ပါတယ်။ ဖီဗာ109ဟာမြမအန်ဒာဂရောင်းမက်တယ်လောကရဲ့ရှေးဆောင်လမ်းပြတီးဝိုင်းနေတဲ့ဟာအဖွဲတစ်ခုဖြစ်ပြီးတော့2000ပြည့်နှစ်တည်းရဲ့နှောင်းပိုင်းကာလတွေကနေစတင်ပြီးမက်တယ်ကောဂီတာကို အခြေပြုရက်တည်ခဲ့တဲ့တီးဝိုင်းလည်းဖြစ်ပါတယ်။အဒီနိုအားကွယ်လွန်ချိန်မှာတော့အသက်38နှစ်ရှိပြီဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်ရနောင်မြို့ဖန်ပလာလှေစိတ်မှာ အော်တိုဘာလ24ရက်နေ့မနက်9:00နာရီလောက်ကအထောက်ထားမပါတဲ့မြန်မာနိုင်ငံသား၄ယောက်ဖမ်းဆီးရမိပြီးရနောင်းလာဝကအချုပ်ယုံကိုပို့ဆောင်လိုက်တယ်လို့ရနောင်းရေချောင်းတပ်ဖွဲ့ယုံကထုတ်ပြန်ထားပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား၄ယောက်ကိုဥပဒေအရအရေးယူထားတယ်လို့ဆိုပါတယ်။ရနောင်းမြို့ပန်နိုင်းရက်ကွက်စုံစမ်းစစ်ဆေးရေးအဖွဲ့ကသတင်းပေးပို့လာတာကြောင့် ရနောင်းရေတက်ယုံအရဲရာရှိတွေတွားရောက်စစ်စေးရမှာတရားဝင်အထောက်ထားမပြနိုင်တဲ့အတွက်မြန်မာအမျိုးသား၃ယောက်နဲ့အမျိုးသမီး၁ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ကော်တောင်းကနေရနောင်းဘက်ကိုရေချောင်းကနေတရားဝင်ဝင်ရောက်သူတွေဟာရေလယ်စစ်ဆေးဂိတ်မှာနေဆက်ဖြတ်တန်းခွင့်အထောက်ထားပြပြီးမှဝင်ရောက်ခွင့်ရှိပါတယ်။ရနောင်းလေစိတ်ကိုအထောက်ထားမပါဘဲရောက်လာဖို့ကမဖြစ်နိုင်ဘူးလို့ရနောင်းမှာနေထိုင်တဲ့မြန်မာနိုင်ငံသား၁ယောက်ကပြောပါတယ်။ဒါကြောင့်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ရနောင်းကနေထွက်လာတာဖြစ်နိုင်တယ်လို့လည်းပြောပါရယ်။အော်တိုဘာလ23ရက်နေ့ကလည်းရနောင်းမြို့ပန်နာရက်ွက်ကဂိုရောင်တစ်ခုမှာဘိမ်းမြို့ကိုထွက်ခွာမဲ့ငါးဖန်းဆက်လီတစည်းပေါ်ကနေအခွန်မဲ့ဆိုင်ကယ်၅စီးကိုတွေ့ရှိပြီးဆက်လီဦးစီးနဲ့အလုသမား6ယောက်ကိုတရားမဝင်ပစ္စည်းတဲဆောင်မှုနဲ့ဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါရယ်ရှင်။ ချင်းပြည်နယ်ကံဘက်လက်မြို့မှာအော်တိုဘာလ24ရက်နေ့မနက်ပိုင်းက CDF ကံဘက်လက်စစ်ဦးစီးချုပ်ရဲ့မင်္ဂလာပွဲကိုစစ်ကော်မရှင်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် CDF ရဲမေတယောက်အပါအဝင်၃ယောက်ထပ်မံနေတေဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ရေးစီကနေသိရပါဗျာ။ မြို့မနှစ်ရက်ကွယ်အစင်ပိုင်းကုန်းမှာပြုလုပ်တဲ့ CDF ကံဘလက်စစ်ဦးစီးချုပ်စလိုက်အောင်လင်ရဲ့မင်္ဂလာပွဲကိုဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။မြို့ရဲကိုဘုံကျဲရမှာမင်္ဂလာပွဲအတွက်ချက်ပြုတ်နေတဲ့ချက်ပြုတ်ရေးသမားတွေထိခိုက်ခဲ့တယ်လို့တော်လန်ရေးရဲဘော်တယောက်က TVB ကိုပြောပါတယ်။ နေပြည်တော်ကနေတက်လာတဲ့စစ်ကော်မရှင်ရဲ့ Jet Fighter တစီကမင်္ဂလာဆောင်ဖိတ်စာအတိုင်းသတင်းပေါက်ကြားခဲ့တာကြောင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတခြားမဟာမိတ်တပ်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပေမဲ့တော်လိုင်းရေးဘက်ကတော့အဲ့ဒီသတင်းကိုထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ပြီးခဲ့တဲ့2024ဒီဇင်ဘာမှာချင်းညီနောင်မဟာမိတ်တွေကမင်းတပ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာပဲကံပလက်မျိုးကိုစစ်ကော်မရှင်တပ်တွေဆုံးခွာပြီးတဲ့နောက်မှာချင်းညီနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ် CDF ကံပလက်ကထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။ချင်းညီနောင်အဖွဲ့သိမ်းပိုက်ထားတဲ့ချင်းပြည်နယ်တောင်ပိုင်းရမျိုးတွေကိုစစ်ကော်မရှင်ကရွေးကောက်ပွဲမလုပ်ဘူးလို့ကြေညာပြီးတဲ့နောက်ပိုင်းမှာဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံရဲ့မျက်မှောက်ခေတ်ကာလအခြေအနေတွေကိုမြန်မာသတင်းသမားတွေရိုက်ကူးတင်ဆက်ထားတဲ့ရုပ်သံမှတ်တမ်းတချို့ကိုဩစတြေးလျနိုင်ငံမဲဘုံမြို့မှာအော်တိုဘာလ25ရက်နေ့ကပြသခဲ့ကြပါတယ်။မြန်မာပြည်သူပြည်သားသတင်းသမားတွေရဲ့ရိုက်ကူးမှုတွေအပါအဝင် DVV Peacock Film Festival ကထုတ်လုပ်တဲ့မှတ်တမ်းရုပ်ရှင်တူ၄ကားကိုလည်းပြသခဲ့ပါတယ်။မြန်မာတိုင်းရင်းသားတွေအပြင်ဩစတြေးလျနိုင်ငံသားတွေလည်းလာရောက်အားပေးခဲ့ကြပါတယ်။ အဲ့ဒီရုပ်ရှင်ပွဲမှာဆွေးနွေးပွဲတစ်ခုကိုလည်းပြုလုပ်ခဲ့ပြီး moderator အနေနဲ့ professor joe panelist တွေအဖြစ်နဲ့ the australian newspaper သတင်းစာတိုက်က amanda rmit university professor နဲ့စာရေးဆရာမ michel အောင်သိန်းတို့ကမြမအရေးနဲ့မီဒီယာတွေအပေါ်အော်စတြေးလျာသတင်းတောက်တွေရဲ့အမြင်သုံးသပ်ချက်တွေကိုဆွေးနွေးခဲ့ကြပြီး DVV သတင်းဌာနက Mackin Yu ဘာကလည်းနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပံ့ပိုးကူညီမှုတွေကိုဖိတ်ခေါ်ခဲ့ကြပါတယ် အခုရုပ်ရှင်ပြပွဲကို Australia Myanmar Institute Myanmar Campaign Network တို့ကဥဆောင်စီစဉ်ပြသခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်။စစ်ကောင်စီအားပြုလုပ်မဲ့ရွေးကောက်ပွဲကာလမှာစစ်မှုရန်ခေါ်ယူမှုတွေယာယီဆိုင်းငံ့ထားဖို့တင်ပြတာကိုစစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလက်မှတ်ခံဖို့လို့နေပြည်တော်အတိုင်းအဝန်းကနေသိရပါဗျာ။ ပြီးခဲ့တဲ့ဂျွန်လအတွင်းကနေပြည်တော်မှာပြုလုပ်တဲ့ငြိမ်းချမ်းရေးဖိုရမ်မှာစစ်မှုထမ်းခေါ်ယူတာဆိုင်းငံ့မှုဆွေးနွေးခဲ့တာဖြစ်ပြီးတော့ရေဒိုရေရှည်ဆောင်ရွက်ရမယ့်အကြံပြုချက်တွေထဲမှာထည့်သွင်းပြီးစစ်ကောင်းဆောင်စီကိုအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ NSPNC ဘက်ကတင်ပြခဲ့ရလို့သိရပါတယ်။ဘာကြောင့်လက်မခံလဲဆိုတာကိုတော့မသိရပေမဲ့စစ်မှုထမ်းခေါ်ယူတာတွေကိုဆက်လက်လှုပ်ဆောင်မှာဖြစ်တဲ့အပြင်လက်ရှိမှာလည်းခေါ်ယူနေဆဲဖြစ်တယ်လို့ Forum မှာဦးဆောင်ဆွေးနွေးခဲ့တဲ့ဒေါက်တာညွညူသိန်းက DVV ကိုပြောပါရတယ်။ လက်ရှိမှာစစ်မှုရန်အပတ်စဉ်၁၈အထိရှိလာပြီးတချို့စစ်မှုရန်တပ်ပြည့်သူတွေကိုလည်းယာရုဘန်းပြမလုံးနေပေးပြီးတော့ဆွဲဆောင်တာရှိနေတယ်လို့သိရပါဗျ။အဲ့ဒီအပြင်စစ်မှုရန်လိုက်ဖို့လူစားတို့ခေါ်တာတွေလည်းလုံဆောင်နေစေဖြစ်ပြီးတော့တချို့ဒေသတွေမှာ အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအကျုံးဝင်သူတွေရှိတဲ့အိမ်နောင်စုတွေဟာအပတ်စဉ်ငွေကြေးထည့်ဝင်ရတာရှိနေတယ်လို့သိရပါဗျ။ တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေရဲ့အထူးနေထိုင်ခွင့်ဗီဇာ G199 ပြောင်းလဲလျှောက်ထားတာတွေနဲ့ပတ်သက်လို့စီစစ်တာတွေပို့ပြီးတော့လှုပ်ဆောင်သွားမယ်လို့အဲဒီနိုင်ငံရဲ့တရားရေးဌာနကအော်တိုဘာလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ငံရေးအခြေအနေကြောင့်ခုံလုံွင့်ပေးတဲ့ G199 ဗီဇာရယူပြီးမူလအလုတ်ကနေထွက်ပြေးတာတွေရှိနေတာကြောင့်အလုတ်ရှင်တွေနစ်နာနေရတဲ့အတွက်အဲ့ဒီဗီဇာလျှောက်ထားတာနဲ့ပတ်သက်လို့ဖြည့်ဆွက်ပြင်ဆင်တာတွေလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံကိုအလုတ်ကင်ဗီဇာနဲ့ရောက်ရှိလာတဲ့စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကအလုတ်သမားတွေက G199 ဗီဇာယူပြီးထွက်ပြေးကတခြားအလုတ်တွေပြောင်းလုပ်တာတွေအများဆုံးကြုံတွေ့နေရတယ်လို့တရားရေးဌာနကပြောပါရယ်။ G199 ဗီဇာမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအခြေအနေကို စာနာထောက်ထားတဲ့အနေနဲ့ ကိုရီးယားအစိုးရကအထူးအခွင့်အရေးပေးထုတ်ပေးထားတာဖြစ်ပြီးတော့မြန်မာနိုင်ငံသားတချို့ကအခွင့်အရေးယူပြီးတော့တလွဲအသုံးချနေတာတွေကြောင့်တကယ်လိုအပ်တဲ့သူတွေအတွက်ပါအခက်တွေ့နိုင်တယ်လို့အဲ့ဒီနိုင်ငံကိုရောက်နေတဲ့မြမအရေးလှူရှားသူတယောက်ကပြောပါရယ်။တောင်ကိုရီးယားတရားရေးဌာနကထုတ်ပြန်ထားတဲ့စာရင်းအရအခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိအလုတ်ကင်ဗီဇာနဲ့ရောက်ရှိလာတဲ့မြန်မာလုပ်သားတွေက1420ဦးကတော့ G199 ဗီဇာကို ပြောင်းလဲလျှောက်ထားခဲ့တယ်လို့သိရပါရှင်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အပါအဝင်86ယောက်ကိုကိုယ်စားလှယ်လောင်းစည်းရင်းကနေပယ်ဖျက်လိုက်တယ်လို့စစ်တပ်ဩဇာကံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါရယ်ပြည်သူ့ရှေ့ဆောင်ပါတီခေါင်းဆောင်ဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းဒေသကြီးရဲ့အမျိုးသားလွှတ်တော် FPDB မဲဆန္ဒနဲ့အမှတ်နှစ်အတွက်ကိုယ်စားလှယ်လောင်းစည်းရင်းကိုတင်သွင်းခဲ့တာဖြစ်ပြီးတော့အခုပယ်ဖျက်လိုက်ပြီလို့မီဒီယာတွေရဲ့မေးမြန်းမှုကိုရွေးကောက်ပွဲကော်မရှင်ဘက်ကပြန်လည်ဖြေကြားထားတာပါ ဒေါ်သက်ခိုင်ကိုအမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေပေါ်မှာရှစ်ကာကြီးပါပြတန်းချက်နဲ့ညှိစုံးနေတဲ့အတွက်ပယ်ဖျက်လိုက်တယ်လို့သိရပါဗျ။အမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေပေါ်မှာရှစ်ကာကြီးကတော့နိုင်ငံတော်နဲ့ပုပ်ပလိကတို့မသိလျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဆိုပြီးတော့ပြဋ္ဌာန်းထားတာပါ။ဒေါ်သက်ခိုင်အနေနဲ့ကမ္ဘောဇားဘဏ်ကနေချင်းငွေကျပ်ငွေဘီလီယံတရာကျော်နဲ့တခြားနာမည်ကြီးပုပ်ပလိကဘဏ်တစ်ခုကနေလဲချင်းငွေတွေရယူထားတယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။ ဒေါ်သက်သက်ခိုင်အပါအဝင်လွှတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှစည်ရင်တင်သွင်းထားတဲ့ကိုယ်စလဲပေါင်း9032ယောက်ရှိရမှာဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနီးဥပဒေတွေနဲ့ညီညွတ်ချင်းမရှိတဲ့ကိုယ်စလဲလောင်း86ယောက်ကိုနမယ်စင်းကနေပယ်ဖျက်လိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကပြောထားပါတယ်ရှင် ရန်ကုန်အတွက်ရခိုင်တိုင်းရင်းသားရေးရဝင်ကြီးနေရဝင်ပြိုင်မဲ့အမတ်လောင်းနေတယ်မှာတတိပုဂ္ဂလကိုစလဲလောင်းနေကိုပဲစိတ်ဝင်စားတယ်လို့ရန်ကုန်နေရခိုင်တိုင်းရင်းသားတွေကပြောပါတယ်စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ကြေညာချက်အရရခိုင်တိုင်းရင်းသားရေးရဝင်ကြီးနေရအတွက်အမတ်လောင်း9ရက်ဝင်ပြိုင်မယ်လို့သိရပါတယ်အဲ့ဒီအမတ်လောင်း9ရက်ကတော့ကြန့်ခိုင်ပါတီကဦးနေမင်းထွန်းပြည်သူ့ပါတီ PP ကဦးတာစိန် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကဒေါ်အေးမာလွင်ခေါ်ဒေါ်ခင်အေးမြင့်ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်ပါတီကဦးတင်မောင်ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကဒေါ်ခင်နှင်းစီအောင်တို့ဖြစ်ပြီးတော့တတိပုဂ္ဂလကတော့ဦးညီညီနဲ့ရခိုင်အမျိုးသားကွန်ရက် ANN ဥက္ကဋ္ဌဦးတင်ထူးအောင်တို့ဖြစ်ကြပါဗျာ။ စစ်ကောင်စီကလှုပ်ဆောင်မဲ့ရွေးကောက်ပွဲမှာရခိုင်တိုင်းရင်းသားရေးရဝင်ကြီးနေရာအတွက်ဝင်ပြိုင်မဲ့အမတ်လောင်း9ယောက်ထဲမှာဦးတင်ထူအောင်ကတော့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာရခိုင်တိုင်းရင်းသားရေးရဝင်ကြီးနေရာအတွက်ဝင်ပြိုင်ဘူးသူဖြစ်ပြီးတော့တတိယမဲအများဆုံးရရှိခဲ့သူဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကိုစစ်ကောင်စီတပ်ကအော်တိုဘာလ25ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ9ယောက်ထပ်မင်းထိခိုက်ဒဏ်ရာရရှိပြီးလူနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့စင်ကူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေသိရပါဗျ။တဒဲဦးလေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံ6လုံးကျဲချခဲ့တာဖြစ်ပြီးရွာတွင်းကို3လုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါဗျ။ စင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းထိုးလာတာမရှိဘဲလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေထိခိုက်သေးဆုံးနေရတယ်လို့စင်ကူးမြို့နယ်ပကဖတာဝန်ရှိသူကပြောပါရယ်။စင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံတွေအပါအဝင်အနီးဝန်းကျင်မြို့နယ်တွေကနေစစ်ဘေးရှောင်လာသူတွေပါနေရဲဆွန့်ခွာရှောင်တိန်နေရတယ်လို့ဆိုပါရယ်။စစ်ကောင်စီတပ်ကအော်တိုဘာလ25ရက်နေ့တရက်ထဲမှာစင်ကူးမြို့နယ်အပြင် ။စကိုင်းတိုင်းအတွင်းကရွှေဘို30ဒီပဲရင်နဲ့မြင်းမှုမျိုးနယ်တွေကိုလည်းပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ရှင်။ စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်ပေါင်းစီမံကိန်းကနေစစ်ကော်မရှင်တပ်တွေအော်တိုဘားလ25ရက်နေ့မနက်ကစစ်ကြောင်းထိုးလာတာကြောင့်ကျေးရွာ9ရွာကတောင်းနဲ့ချီတဲ့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကလည်းသိရပါဗျ။ဝမ်ပေါင်းစီမံကိန်းကနေစစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစီမံကိန်းရဲ့အနီးအနားကပလောင်ရွာ၊ဝမ်မေးရွာ၊ကန်တော်ရွာ၊ဂရုကုံရွာနဲ့တုံရွာကိုစစ်ကြောင်းထိုးလာတာလို့ဆိုပါဗျ။ ရိတ်ခါတဲ့လမ်းကြောင်းမှာစစ်ကြောင်းတစ်ကြောင်းနဲ့ရွာထဲဝင်တဲ့စစ်ကြောင်းတစ်ကြောင်းခွဲထွက်လာပြီးရန်တမ်းပစ်ခတ်လို့ဒေသခံတယောက်ထိထားတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတယောက်ကပြောပါရယ်ဒါအပြင်ဖန်စီခံရတဲ့သူတွေလည်းရှိပြီးဖန်စီခံထားရတဲ့သူတွေကိုလူသားတိုင်းအဖြစ်နဲ့စစ်ကြောင်းတွေကအသုံးပြုနေရလို့ပြောပါရယ် စစ်တပ်ကမြေပြင်ကနေစစ်ကြောင်းထိုးနေတဲ့အပြင်နာမခဘက်ကနေထွက်ခွာလာတဲ့စစ်တပ်လေဒီတွေကဝင်ဟင်ကနေပုံကျဲတိုက်ခိုက်နေတာတွေကြောင့်ဒေသခံပြည်သူတွေအနေနဲ့စစ်ရေးသတိနဲ့ဘေးလွရာကိုတိမ်းရှောင်ကြဖို့တော်လန်ရေးတပ်ဖွဲ့တွေကတတိပေးထားတယ်လို့သိရပါတယ်ရှင် အေယာဝရီတိုင်းရေကြီးမြို့နယ်စပြင်ကြီးရွာကိုစစ်ကော်မရှင်လေတပ်ကနေအော်တိုဝါလာ23ရင်းနေမနက်ပိုင်းကပေါင်900ဘုံနေနဲ့လာရောက်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးအပါဝင်လူ20ကျော်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ရေကြီးမြို့နယ်စပြင်းရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့အခုလိုတိုက်ခိုက်တာဖြစ်ပြီးတော့တိုက်ခိုက်မှုကြောင့်ဒေသခံ24ဦးသေဆုံးပြီးအယောက်20အထိထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ တည်ဆုံသွားတဲ့ဒေသခံ24ယောက်ထဲမှာအမျိုးသား20ဦးနဲ့အမျိုးသမီး4ဦးပါဝင်ပြီးဒဏ်ရာရရှိတဲ့အယောက်20ထဲမှာတော့အမျိုးသား18ဦးနဲ့အမျိုးသမီး3ဦးပါဝင်တယ်လို့သိရပါဗျ။ AR တိုင်းတင်းမှာစစ်ကော်မရှင်တက်တဲ့အာရခတက်တော် AA ပူးပေါင်းတက်တို့2025ခုနှစ်ကနေစတင်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားပြီးစစ်ကော်မရှင်လေတက်ကပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့ဒေသခံတွေကပြောကြပါရှင်။ ရန်ကုန်မှာအခုရက်ပိုင်းအဲဇင်းအစစ်တန်းနေရလို့ရန်ကုန်မြို့ခန်တွေကပြောကြပါရယ်အဲဇင်းလာစစ်တဲ့အခါမှာလာဝကအရာရှိတွေစစ်သားတွေရဲတပ်ဖွဲ့တွေကိုတိုင်ကွင်းစင်းစစ်တာဖြစ်ပြီးရက်ွက်တွေကလူမိုက်ဆန်ဆန်လူတွေကိုပါခေါ်လာတယ်လို့အဲဇင်းအစစ်ခံရတဲ့မြောက်ကလပါမြို့နယ်မှာနေထိုင်သူတယောက်ကပြောပါရယ်အဲဇင်းလာစတဲ့အခါမှာအဲဇင်းတိုင်ထားတဲ့စာရွက်ပေါ်မှာရေးထားတဲ့လူအရေးအတွက်ကိုတိုက်ဆိုင်စစ်ဆေးတဲ့အပြင်အင်တကားကိုဖြွင့်ပြီးဝင်ရောက်စစ်ဆေးတာတွေလည်းပြုလုပ်တယ်လို့သိရပါပါရှင်။ ရပါကတိုင်းမှုဖြစ်တာရက်တရာမပြစ်သေးတဲ့ဘုံမှုချုပ်နိုင်စော်ဦးကိုငွေကြက်သိန်းပေါင်းထောင်ချီလက်စားမှုနဲ့အော်တိုဘာလ20ရက်နေ့ကစစ်ကောင်စီကဖမ်းဆီးပြီးအာဂရီပုံမှန်နိုင်စစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကလည်းသိရပါဗျ။တရားမဝင်ကုံစီတွေကိုငွေကြေးသိန်းပေါင်းထောင်ချီရယူပြီးတော့လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့တိုင်ကြားခံရပြီးတဲ့နောက်အဖမ်းဆီးခံရပြီးအော်တိုဘာလ22ရက်နေ့မှာအာဂရီပုံမှန်နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်က TVB ကိုပြောပါဗျ။ အာနာဒိစစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကဗိုလ်ချုပ်စော်မင်းလက်ကိုဒူးဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီးတဲ့နောက်ဘာဒူတက်မြို့ကြီးတိုက်ခိုက်ရေးတင်းနန်းကျောင်းကအကြောင်းအုပ်ကြီးဖြစ်တဲ့ဗိုလ်မှူးချုပ်နိုင်စော်ဦးကိုရပခတိုင်းမှုအဖြစ်နဲ့ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်နိုင်စောဦးဟာတောင်ကြီးအခြေစားရဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာပြီးတဲ့နောက်ငွေကြေးရယူပြီးတရားမဝင်ကုန်စည်တွေကိုလွှတ်ပေးတဲ့သတင်းတွေကနေပြီးတော့အထီးကိုပောက်ခဲ့တယ်လို့ရာဘခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က DVB ကိုပြောပါရယ်စစ်တပ်အာဏာသိမ်းပြီး2021ခုနှစ်ကနေ2025ခုနှစ်အတွင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမူ၅ဦးအထိပြောင်းလဲခဲ့ပြီးတော့အဲ့ဒီတိုင်းမူတွေကတော့ ဘိုးချုပ်မျိုးမင်းထွန်ဘိုးချုပ်လှမိုးဘိုးချုပ်ဇော်မင်းလည်းဘိုးမူးချုပ်နိုင်ဇော်ဦးနဲ့ဘိုးမူးချုပ်ကျော်နိုင်ဦးတို့ဖြစ်ပါတယ်ရှင်ပပယ်ဖလာဝါစ်ဝယ်ဘလွန်ပန်ခင်းရောင်များပွင့်လိမ့်မည်လို့အမည်ပေးထားတဲ့ဓာတ်ပုံစာအုပ်မိဆက်ပွဲနဲ့ပြပွဲကိုထိုင်းနိုင်ငံချင်းမိုင်မျိုးက Alliance Francis မှာအောက်တိုဘာလ25ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံစာအုပ်ကိုဖန်တီးတဲ့သူကတော့ဓာတ်ပုံရိုက်ကူးသူလည်းဖြစ်တဲ့လူမျိုးနဲ့ယဉ်ကျေးမှုဗေဒပညာရှင်လည်းဖြစ်တဲ့မက်ခင်ဆန်နာညွန်ပဲဖြစ်ပါတယ်။အဲ့ဒီဓာတ်ပုံစာအုပ်မှာတော့2024ခုနှစ်ကကရင်နီပြည်နယ်ရှားတော်မြို့နယ်တိုက်ပွဲရက်တွေကနေ့ရက်တွေအကြောင်းကိုမက်ခင်ဆန်နာညွန်ကလရေးမှုမြန်မာစာနဲ့ရေးသားထားတဲ့ကိုရိုင်းရေးနေ့စဉ်မှတ်တမ်းနဲ့ဓာတ်ပုံတွေပါဝင်ပြီးစာအုပ်ကိုထုတ်ဝေသူကတော့ညူဘာမအဖွဲ့ရဖြစ်ပါတယ်။ Purple Flowers Were Bloom ပန်ခင်းရောင်များပွင့်လိမ့်ပြီဆိုတဲ့စာအုပ်အမည်ကိုတော့ KNY ပြည်နယ်ကရှေ့တန်းတနေရာမှာမက်ခင်စန်နာညို့ရေးသားထားတဲ့ကြပြတပုတ်ကနေစဉ်းစားမိပြီးပေးတာလို့သိရပါဗါး2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက် KNY ဒေါ်လန်ရေးတပ်ဖွဲ့တွေနဲ့မြန်မာစစ်တပ်တို့ရဲ့တိုက်ပွဲတွေကြားခင်းရင်းရောင်ပန်းလေးတွေပွင့်နေတာကိုတွေ့ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီစာအုပ်ကိုပထမအကြိမ်ပုံနှိပ်အနေနဲ့အုပ်ရည်80ပဲပုံနှိပ်တာဖြစ်ပါတယ် စာအုပ်ရောင်ရငွေရဲ့၃ပုံ၂ပုံကိုထပ်ပုံနှိပ်ဖို့အတွက်အသုံးပြုပြီးအမြတ်ငွေကြမ်း၃ပုံကိုတော့ကရင်နီပြည်နယ်ကအဖွဲ့အစည်းတွေကိုကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့သိရပါဗျ။ဒီပြပွဲကိုတော့အော်တိုဘာလ၂၅ရက်နေ့ကနေ၃၁ရက်နေ့အထိပြသသွားမှာဖြစ်ပါရှင်။ လေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာအော်တိုဘာလ26ရက်နေ့ဒီကနေ့ကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဟာမြန်မာတွေပိုင်ဆိုင်မှုနဲ့မြန်မာဥစားမှုသာဖြစ်ရမယ်လို့ပြောကြားသွားပါတယ်။ဒါ့အပြင်အာဆီယံအဖွဲ့ကမြန်မာနိုင်ငံအပေါ်ငြိမ်းချမ်းရေးအတွက်လှုံ့ဆော်မှုတွေမှာစိတ်ရှိတီးခံမှုဇွဲလုံးလာရှိမှုနဲ့လွတ်တိအခြေအနေတွေကိုရိုးရိုးသားသားနားလည်သဘောပေါက်မှုတွေလိုအပ်ကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားပါတယ်။ အချက်၅ချက်ပါသဘောတူညီချက်ရအာဆီယံမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကိုလျှော့ချဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တေးတွေကိုလျှော့ချဖို့အတွက်ရရှိနိုင်တဲ့လမ်းကြောင်းတိုင်းနဲ့မိဖက်တိုင်းကိုအသုံးပြုနေပေမဲ့ရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးကိုအတင်းအကျပ်ပြတန်းလို့မရကြောင်းကိုပြောဆိုသွားပါတယ်။အဲဒီနောက်မြမငြိမ်းချမ်းရေးရမြမတွေပိုင်ဆိုင်မှုနဲ့မြမဥဆောင်မှုသာဖြစ်ရမယ်။ဒါမှလည်းပြန်လဲတည့်မြဲရေးကရေရှည်တည်တဲ့မှာဖြစ်တယ်ဆိုပြီးတော့ဆက်လက်ပြောဆိုသွားပါတယ်။ ဒါ့အပြင်မလေးရှားနိုင်ငံသား၏ဝင်ကြီးကအော်တိုဘာလ25ရက်နေ့မှာအာဆီယံအဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကိုဇေလွတ်နိုင်ရေးအပေါ်မှာအကြီးအကဲအဆင့်အစွန်းနှိမ့်မယ်လို့ကြေညာထားပါတယ်ရှင်။ စကိုင်းတိုင်းချောင်းမြို့နယ်ခင်မွန်ရွာကအသက်60အရွယ်ဦးအောင်တန်းကို အော်တိုဘာလ25ရက်နေ့မှာစစ်ကောင်စီတပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးဒီကနေ့အော်တိုဘာလ26ရက်နေ့မနက်မှာတော့အလောင်းယူဖို့ကြံရှိနေတဲ့မိသားစုတွေစီကိုအကြောင်းကြားခဲ့တယ်လို့နေဆက်သူတွေကပြောပါရယ်ခင်မွန်ရွာကဖုံးတာဝါတိုင်းအနီးမှာဦးအောင်တန်းအပါအဝင်မိသားစု9ယောက်ဖမ်းဆီးခံရတာဖြစ်ပြီးဦးအောင်တန်းရဲ့အလောင်းကိုစစ်ကောင်စီတပ်ကလာယူခိုင်းမိမယ်မိမနဲ့အသားသမီးတွေကိုတော့ပြန်မလုပေးသေးဘူးလို့ဆိုပါရယ် ။ဦးအောင်တန်းတို့မိသားစုကိုအော်တိုဘာလ25ရက်နေ့မှာဖမ်းဆီးပြီးညနေ6နာရီမှာချောင်းဦးထွေအုံယုံထဲကိုခေါ်သွားပြီးဒီကနေ့အော်တိုဘာလ26ရက်နေ့မှာတော့အလောင်းလာယူဖို့ဦးအောင်တန်းရဲ့ညီမရေစီကိုအကြောင်းကြားတဲ့အတွက်အောင်ချမ်းသာရွာကနာယေကနဲ့သွားတည်ခဲ့ရတယ်လို့မိသားစုနဲ့နှိဆက်သူကပြောပါဗျ။အော်တိုဘာလ25ရက်နေ့ညနေပိုင်းမှာလေခင်မုံရွာမှာရောက်ရှိနေတဲ့စစ်သားတွေကကြီကုန်းရွာဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက် ဖုံးတော်ကြီးကြောင်းပျက်စီးခဲ့ရပြီးရွာသားတွေလည်းနေရဲစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါပါရှင်